တိုင်းပြည်မှာသခိုးပေါ်လာလို့ရှိရင်လည်းယဉ်ကျေးမှုတွေပြည့်စည်လာပြီလို့ဒီလိုပြောမှာနော်ခိုးတယ်ဆိုတာခိုးခြင်း25ပါးရှိတယ်လောကလူတွေကပစ္စည်းကို လူယူသွားမှသခိုးသို့မဟုတ်ဒိဋ္ဌစိတ်အိမ်မွားပစ္စည်းချယူသွားမှသခိုးလို့သတ်မှတ်တာဟုတ်တကယ်ကတော့ခိုးနီးက25မျိုးရှိတယ်ထင်မယ်ခိုးတာတွေကမျိုးကိုစုံနေတာပဲ ပစ္စည်းကောင်းတဲ့ထဲမှာမကောင်းတာရောထဲတာလဲခိုးတာပဲနော်ခိုးတာပဲသစ်ပင်ဆိုင်ပြီးခြံချက်တာလဲခိုးတာပဲခိုးနီးရတဲ့ကအများကြီးလေအလေးချိန်ခိုးတာတင်းနှောင် ခိုးတာအကုန်လုံးပေါ့ခိုးပုံခိုးနီးမြောင်များစွာရှိတဲ့တဲ့မတရားတဲ့နီးနဲ့သူများပစ္စည်းကိုရအောင်ယူရမှန်တယ်များဟာခိုးခြင်းပဲ ဒါကြောင့်မလို့အာဋိဏဒါနဆိုတာခိုးတယ်ဆိုတဲ့စကားလုံးကိုမသုံးဘူးအာဋိဏဒါနဆိုတာဗမာလူခိုးတယ်လို့ခိုးတယ်လို့ပြောကြလို့ရှိရင်ထေရနော်ထေရဆိုတာခိုးမှုလို့အဓိပ္ပာယ်ရအာဋိဏဒါနဆိုတာခိုးမှုလို့အဓိပ္ပာယ်မရဘူးအဓိပ္ပာယ်အရင်ကဘာလို့ဆိုအာဋိဏ သူများမပေးတဲ့ပစ္စည်းကိုအာဒါနမတရားတဲ့နည်းနဲ့ယူတာလို့ဒီလိုပြောတာနော်အဲ့တော့ဒီစကလုံးကအမတန်ကျယ်ပြန့်နေအနိုင်ကျင့်ယူတာလဲခိုးခြင်းပဲအနိုင်ကျင့်ယူတာလဲခိုးခြင်းပဲလိမ့်ယူတာလဲခိုးခြင်းပဲနော်ချင်းချောက်ယူတာလဲခိုးခြင်းပဲမတိအောင်ဒိဋ္ဌိစိတ်လှည့်စားပြီးတော့ယူတာလဲခိုးခြင်းပဲခိုးခြင်းနေရအများကြီးပဲ သို့သောလောကမှာတခိုးလို့သတ်မှတ်ပြီးတော့လူတွေကတခိုးတခိုးဆိုပြီးဝိုင်းလိုက်တာတော့အိမ်မှာရှိတဲ့ပစ္စည်းတက်ယူတဲ့လူပဲတခိုးနာမည်ကြီးနေတာသို့သောတခိုးဆိုတာဓိတဲ့ပုံများတယ်လို့မှတ်တာနော်အဲ့ဒီထဲမှာကိုမပါဖို့အရေးကြီးတယ်ကိုမပါဖို့အရေးကြီးတယ်ကုန်ရှိတရေရှိတခိုးတွေမဖြစ်ဖို့အရေးကြီးတာပေါ့ကုန်ရှိတရေရှိဆိုတာက သူကသူဂုံရှိနေတာပြောတာတကယ်ကတော့ဂုံရှိတာမဟုတ်ဘူးเนาะတခိုးလို့အတ္တမမခံရတဲ့တခိုးတွေမဖြစ်ဖို့ပဲအရေးကြီးတယ်မြတ်စွာဘုရားရဲ့တရားတော်အရမြတ်စွာဘုရားကအာဒိဏဒါနာပတိဝီရတောဟောတိတဲ့သူများမပေးတဲ့ပစ္စည်းကိုယူခြင်းမှရှောင်နေရှောင်နေဆိုတဲ့အခါမှာဘာပြောတော့ဆိုအထေနေနသူစီဘူးတေနအတ္တနာ ခိုးယူလူရဲ့လူတဲ့စိတ်နော်မယိုးသားတဲ့စိတ်နဲ့ယာယီမှုမရှိဘူးခိုးယူခြင်းမပြုဘူးအလုံးစိတ်တန်ရှင်းစွာနေတယ်လို့ဒိဏဒာယီဒိဏပါတိကင်ခီပေးတာကိုသာယူမယ်နော်ပေးတာကိုသာအလိုရှိတယ်မပေးတာကိုမယူဘူးမပေးတာကို မလိုချင်ဘူးဆိုတာမှ တကယ်ကိုဟိုတန့်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်အဲ့ဒါမှအာရိဏဒါနဆိုလုံးဝလွတ်ခင်းတယ်ပေါ့အဲ့ဒီလိုလောကမှာဒီကိုချင်းတရားတွေပြပြပြီဆိုရင်တော့ကိုချင်းတရားပြပြခြင်းဒီမြတ်မရင်ကျင်းမှုပြပြခြင်းပဲလို့ဒီလိုပြောရမှာပဲနော်